ကျောက်ဖြူမြို့မင်းတပ်တောင်ရဲ့စစ်မှုလက်မှုတင်ဒန်းချောင်းကို ULAA ကတင်ပိုက်လိုက်တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ရခိုင်ပြည်ကျောက်ဖြူမြို့တိုက်ပွဲမှာမင်းတပ်တောင်စခန်းနဲ့စစ်မှုလက်မှုတင်ဒန်းချောင်း စခန်းတို့ကိုလက်နက်ခဲယံတွေနဲ့အတူ ULAA ကတင်ပိုက်လိုက်တယ်လို့သတင်းရရှိပါရယ်။ကျောက်ဖြူမြို့မင်းတပ်တောင်ပေါ်မှာရှေ့ကုတ်ယူထားတဲ့စစ်ကောင်စီစခန်းနဲ့အဲ့ဒီအနီးကစစ်မှုလက်မှုတင်ဒန်းချောင်းမှာကင်းပုံးရှာထားတဲ့စစ်ကောင်စီစခန်းနှစ်ခုကိုတော့ မေလ19ရက်နေ့ကတင်ပိုင်လိုက်တာဖြစ်တယ်လို့အစီအစဉ်သတင်းအရင်းမြစ်ကအတည်ပြုပါတယ်။မင်းတပ်တော်နဲ့စမှုလက်မှုတင်တန်းဆောင်ကိုမင်းညာတွေကတင်ပိုင်လိုက်ပါပြီ။ဒီနေ့တနေ့ကုန်တော့အဲ့ဒီဘက်ကရေတက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေပါတယ်လို့အစီအစဉ်သတင်းအရင်းမြစ်ကပြောပါတယ်။စစ်ကောင်စီဟာတညောင်းရီရေတက်ဌာနရှုပ်ကနေမင်းတပ်တော်အပါအဝင်လက်လွတ်ထားရတဲ့စခန်းကုန်းတွေကို drone လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်။ အဲ့ဒီစကန်တွေကစစ်သုံးပန်းတွေလက်နက်ခဲယမ်းတွေကိုတော့အာရခတော်တော်ပကထိမ့်သိမ်းလိုက်ပြီးမင်းတပ်တော်တဝိုက်ကို နေမြေရှင်းလင်းရေးတွေလုပ်နေတယ်လို့ဆိုပါတယ်။နေမြေသင်းမောကတော့အနည်းဆုံးထိတူလာပြီးပြင်နေပါဗါတယ်။တချို့ရွာတွေဘက်ကိုကြာပါတယ်။အထိခိုက်တော့မတိရသေးပါဘူးလို့ဒေသခံတရင်အေးမြင့်ကိုပြောပါတယ်။တောက်ဖြူစစ်မြေပြင်မှာခမာယာ943ခမာယာ942 အမှတ်30နေရတဲ့ရင်နဲ့ဒညောင်းရီရတဲ့ဌာနရှုပ်တို့ကအထူးကကုကဲနေတာဖြစ်ပြီးအဲ့ဒီတိုင်ရင်ဌာနရှုပ်တွေကစေကောင်းစီစကန်တွေကိုတင်ပိုက်ခဲ့တာဖြစ်ပါတယ်မြန်မာပြည်ပေါ်တိုင်းသားညီကောင်မတော်များအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သားလိုက်ပါတယ်ဒီနေ့မှာတော့မင်္ဂလာချီတဲ့နေ့တစ်နေ့ဖြစ်ပါတယ်ဘာလို့လဲဆိုတော့တော်လန်ရေးတပ်ပေါင်းစုတွေအနေနဲ့ အောင်ပွဲအလီလီကိုသတင်းမီဒီယာဆိုရှယ်မီဒီယာတိုင်းမှာဖတ်ကျူးနေရတဲ့အတွက်ဒီနေ့ပြောမယ့်သတင်းကဘယ်အရာကစာပြီးတော့ပြောရမယ်မှန်းတော့မသိဘူးမင်္ဂလာရှိတဲ့နေ့တနေ့ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မနက်အစောရေးအရာကထားတာနဲ့ CNA သတင်းဌာနမှာတင်ထားတဲ့သတင်းဆောင်ပါတစ်ခုကိုဖတ်ရတယ်ပဲခူးတိုင်းဒေသကြီးတောင်ငုံအခြေဆိုင်ကေတုမတီလေဆိပ်ကိုချောတိုက်တုံးနေနဲ့တိုက်ခိုက်တဲ့အတွက် pilot 10ယောက်အနေအဆရောက်တော့တယ်ဆိုပြီးတင်ထားတဲ့သတင်းပြီးတော့ အမြဲတမ်းခေါင်းခင်ပေါ်မှာ ပြန်ဝဲနေပြီးပြည်သူလူထုကိုအမြဲတမ်းဒုက္ခလိုက်ပေးနေတဲ့ဂျက်ဖိုက်တာနစီပါလုံးဝဆုံးခန်းတိုင်အောင်ပျက်စီးတော့ပါတယ်ဆိုတဲ့တည်င်းကိုဖတ်ရတဲ့အတွက်အလွန်ကိုပီတိဖြစ်ရပါတယ်။ဒါကြောင့်ဒီတည်င်းကဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေတော်လန်ရေးတပ်ပေါင်းစုတဲ့အနေနဲ့ကြာရင်တော်လန်ရေးကိုထောက်ခံနေသူတဲ့အနေနဲ့ကြာရင်အလွန်ကိုဝန်တာပီတိဖြစ်ရတဲ့တည်င်းတစ်ပုံဖြစ်ပါတယ်။ဆိုတော့ကဒီတည်င်းတစ်ပုံနဲ့ငြိမ်နေသလားမဟုတ်ဘူးမငြိမ်ဘူး ဘာလို့လဲဆိုတော့မင်းကသတင်းတပုတ်မှာပဲကျွန်တော်အနေနဲ့တင်လိုက်တယ်စစ်ကောင်စီကဟာသားတွေပြနေပါတယ်ဘာလို့လဲဆိုရင်ကြောက်ဖြူမကြားစေရဲ့အတွက်ရတရာခြေပြီးတော့နတ်တွေကိုအကုန်လုံးပြင်းဖိတ်ပြီးတော့ရတရာခြေတယ်အာရခတ်တတော် AA အ мян ကြာဆုံးပါစေအာရခတ်တတော် AA အ мян ကြာဆုံးပါစေဆိုပြီးတော့ရတရာတွေခြေပေမဲ့မင်းကကျွန်တော်ထိပြောခဲ့ပါတယ်ရခိုင်ရဲ့စကရယော စကထနတ်လေးမနိုင်ပတ်လေးမနိုင်အခုနိုင်သေးရလားဒီလိုနတ်တွေပင်ပြီးတော့အဆောင်ရောင်လေးလုတ်ပြီဆိုရင်အာရခတ်တတော်ဒီနေလားမနဲ့ပြန်လားဆိုတဲ့တည်ငောင်းတွေထွက်ပေါ်တော့မေဆိုတာကိုကျွန်တော်အနေနဲ့တင်ပြခဲ့ပြီပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီတည်အတိုင်းပဲဒီနေ့မှာဒီနေ့မှာဘာတည်နေတန်းနေတည်းဒီနေ့မှာအာရခတ်တတော်အေကဘာတည်နေတန်းနေတည်း ကြောက်ကျူမင်းတက်တောင်စခန်းကို အပိသက်တိမ်ပိုက်လိုက်ပြီဆိုပြီးတော့တည်င်းတွေကတက်လာတယ်။ဒီလိုပဲတောင်ကုန်းမှာတော့လည်းစစ်ကောင်စီကဟာသားပြသလိုပဲတောင်ကုန်းမှာနတ်တွေကိုပင်ဖိတ်ပြီးတော့အာရာခတ်တတော်အမြန်ကြားချုံပါစေဆိုပြီးတော့ရတရားတွေခြေခဲ့တယ်။တပတ်တောင်မကြပါဘူး။တောင်ကုန်းကအပိသက်အာရာခတ်တတော်လက်ထက်ကိုကြာရောက်တော့ပါတယ်။ဆိုတော့အခုလဲကြောက်ကျူမကြားစေရတဲ့အတွက် အရဟတတော်ကြာချုံးပါစေဆိုပြီးတော့နတ်ကနာပွဲတွေလုပ်ပြီးယတရားတွေခြေကြပေမဲ့ဒီနေ့မင်းတတောင်စခန်းကိုအရဟတတော်အေကအပိသက်သိမ့်ပိုက်လိုက်တယ်ဆိုရင်တည်င့်ကိုကြာရတော့အလွန်ပီတိဖြစ်ရတယ်ဒါတခုတည်းလားဒါတခုတည်းမဟုတ်သေးဘူးဗမောဗမောဖမဆိုရင်လေ KIA ကစစ်ကူလာပိုးနေတဲ့စစ်ကောင်စီရဲ့ရဟယင်နစီကိုအပိသက်ပြစ်ချနိုင်ခဲ့တယ်ဆိုရင်တည်င့်ကတက်လာတယ် အလွန်ကိုပီတိဖြစ်ရပါတယ်။ဘာလို့လဲဆိုတော့ဒီလိုပဲဖြစ်နေရမယ်ပြည်သူလူထုကိုပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ဒီအရာတွေကိုအမြဲတမ်းဒုက္ခပေးနေတဲ့ဒီဝေဟင်ကအသာချမ်းသာပဲစစ်ကောင်စီကထိုးစစ်ဆင်နေတာဖြစ်တဲ့အတွက်တော်လည်းတပ်ပေါင်းစုတဲ့အနေနဲ့အဓိကသတိထားရမှာကျွန်တော်အနေနဲ့အမြဲတမ်းဖြေပြောပါတယ်ဝေဟင်မှာပြန်နေတဲ့ငှက်ကိုပြချလို့မထိနိုင်တာပြဿနာမရှိဘူး ဝေဟင်မှာပြန်နေတဲ့ငှက်ကိုပြေးချလို့မထိတာပြဿနာမရှိဘူးဒီငှက်မှာအိတန်တက်တဲ့အချိန်ရှိတဲ့ဦးဦးမဲအချိန်ရှိတဲ့ချီပါမဲအချိန်ရှိတဲ့ဒီငှက်ဒီငှက်ရဲ့အပိုက်ကိုဖြိုနိုင်ရင်တော်လန်ရေးကအောင်မြင်ပြီကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ဗီဒီယိုဖိုင်တွေမှာပြောပြထားတာရှိပါတယ်ဆိုတော့အာဒီအတိုက်မှာပဲဒီနေ့မှာဆိုရင်ဝေဟင်ကဒုက္ခပေးနေတဲ့ဒီဘရဲ့ ပြဿနာမှာလေကလေးသူငယ်တွေမြောင်များစွာတည်ကြည်ပြစီကြတယ်ရခိုင်ဖမ်းမှာဆိုရင်လေအရဟတတော်အေတိမ့်ပိုက်ပိတာဖြစ်နေတဲ့ထိန်ရှုံထားတဲ့မျိုးတွေမှာဘာတိုက်ပွေးတစုံတရာမှမရှိဘဲနဲ့ခေါင်းကင်ရံကပြန်ပြီးပြည်သူတွေကိုအမြဲတမ်းဒုက္ခပေးနေတယ်ဆိုတော့ဒီငှက်တွေရဲ့အတိုက်ကိုဖျက်နိုင်နေဆိုရင်တော်လာရဲကအောင်မြင်ပြီလို့ကျွန်တော်အနေနဲ့ပြောပြပြီးဖြစ်တယ် ရခိုင်တည်နှပုတ်ဖြစ်တဲ့ကြောက်ဖြူကြောက်ဖြူကန္နာကိုအနေချင်းနဲ့ပြောပါမယ်။အေးကြားချုံးပါစေလို့စစ်ကောင်စီကရတရားချေပြီးနောက်ကြောက်ဖြူကစစ်ကောင်စီတပ်စခန်းတစ်ခုကိုအေးကတိမ်ပိုက်ရခိုင်ပြည်ကြောက်ဖြူမျိုးနယ်မှာအေးကြားချုံးပါစေလို့စစ်ကောင်စီကရတရားချေပြီးနောက်ကြောက်ဖြူမျိုးနယ်စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုကိုအာရခတ်တပ်တော်အေးကတိမ်ပိုက်နိုင်ပြီလို့သိရပါတယ်။အေးအေးတိမ်ပိုက်လိုက်တဲ့စခန်းတစ်ခုကတော့ကြောက်ဖြူမျိုးနယ်မင်းတပ်တောင်ကျေးရွာကိုကာကင်းစခန်းနဲ့ အစိုးရစမူလမှုတင်နာမှာတဆွေထားတဲ့စခန်းလိုပဲဖြစ်တဲ့မနေ့ကမေလ19ရက်နေ့မှာ အေကအပိဒတ်တိုင်ပိုင်နိုင်တာဖြစ်တယ်လို့မြေပြင်စည်းရေးတည်အရေးမြေတွေကပြောဆိုထားတာဖြစ်ပါတယ်မနေ့ကတည်းကတိုင်ထားတာဖြစ်တယ်မင်းသားတောင်စစ်သားတွေကတိုက်ပွဲစဖြစ်ကြတဲ့ကဒဏ်ရာရသေးတာတွေနောက်ဆုတ်တာတွေထွက်ပြေးသွားတာတွေများပါတယ်မင်းသားတောင်ကာကင်းစခန်းနဲ့အဲ့ဒီမနီမဝဲကစမူလမှု သင်တန်းကျောင်းမှာတက်ဆွေးထားတဲ့စခန်းနှစ်ခုလုံးကိုပါအေကရထတာဖြစ်ပါတယ်လို့ပြောကြားထားတယ်။အဲ့ဒီစခန်းတွေမှာအနမမေလာတရားနေ့ကနေစတင်ပြီးတော့စစ်ကောင်စီကစစ်ကြောင်းထိုးရာကနေအေအေနဲ့တိုက်ပွဲတွေဖြစ်ပေါ်ခဲ့တာလို့သိရပါတယ်။ဒါကကျောက်ဖြူရဲ့တည်င်းဖြစ်ပါတယ်။ကျောက်ဖြူရဲ့တည်င်းဆိုတော့ရခိုင်နဲ့ရခိုင်လူမျိုးတွေကိုဘလို့နှိပ်ကွက်လာတယ်လဲ။အခုလက်ရှိမှာစစ်ကောင်စီကတိုက်ပွဲတွေခြုံနေလာလေ ဓာတ်တွင်းထဲမှာချီနေတဲ့ရခိုင်တွေကိုတောင်နှိပ်ကွက်လာပြီးဖြစ်တဲ့အတွက်ရခိုင်လူမျိုးတွေအနေနဲ့အခုထိသဘောမပေါက်ဘူးဆိုရင်ဘာကြီးထီယိုကျိုးတဲ့ခါမှာခမရတို့သဘောပေါက်တယ်ဆိုရင်အဲ့ဒီအချိန်နောင်သားဆိုတာနောင်မရတာဖြစ်တဲ့အတွက်သတိထားဆင်ခြင်ဖို့လိုအပ်ပါပြီဒီနေ့လေစစ်ကောင်စီကတပ်တွင်းထဲမှာရခိုင်လူမျိုးတွေကိုနှိပ်ကွက်တယ်ဆိုတဲ့သတင်းတစ်ပုဒ်ကိုကျွန်တော်အနေနဲ့ဖတ်ကြည့်မျှဝေတင်ဆက်တော့မှာပဲဖြစ်ပါတယ် ိုလင်းငါစေကိုရကလည်းစစ်တွေမှာတကယ်တမ်းအရေးကြီးတဲ့အစည်းအဝေးတွေကိုဆိုရင်ရခိုင်လူမျိုးဝန်ကြီးတွေကအစဘသူတိတ်ဦးတယောက်ကိုမှအစည်းအဝေးမခေါ်တော့ဘဲစစ်ကောင်စီကမိမိတို့အရေးကြီးတဲ့အခြားလက်တွေကိုတိုးတိုးတိတ်တိတ်နဲ့အစည်းအဝေးလုပ်တယ်ဆိုတဲ့တင်တဲ့ပုံကျွန်တော်အနေနဲ့ဖတ်ချူမြဝဲတင်စားပေးပြီးပဲဖြစ်ပါတယ်ဆိုတော့ကဒီ တင်အခြားလားတွေကိုတိုက်ဆိုင်ပြီးတော့ကြည့်ရင်အခုလူမျိုးရေးစစ်ပွဲမဟုတ်ဘူးဘာသာရေးစစ်ပွဲမဟုတ်ဘူးဒီအရာကိုလူမျိုးရေးစစ်ပွဲဖြစ်လာအောင်အတွက်သူတို့ကကြံဆောင်ပြီးတော့အကွက်ချချာစီစဉ်လာပြီးဆိုတာကိုမိမိတို့အနေနဲ့တည်ထားဖို့တည်ထားဖို့လိုအပ်ပါတယ်ဒီတော့ဝန်ကြီးတွေကအစားအစည်းအဝေးမခေါ်တော့ဘူးဒီနေ့မှဆိုရင်လေဒီတဲ့င်းမှာစစ်တပ်အတွင်းတွေကရခိုင်စစ်သားတွေ ဇနီးမယားတွေကိုဘလို့နှိပ်ကွက်တလေနားစင်ပါတပ်တွင်တပ်တင်းတွေပေါက်ကြတယ်လို့ဆိုပြီးတော့ကြောက်ဖြူမျိုးကြီးစစ်ကောင်စီရဲ့တရရင်တွေမှာရခိုင်တပ်ပွဲဝင်မိသားစုတွေရဲ့ဖုံးတွေကိုတိုက်စစ်ခံရပါတယ်တပ်တွင်တပ်တင်းတွေပေါက်ကြတယ်လို့ဆိုပြီးရခိုင်ပြည်ကြောက်ဖြူမျိုးနဲ့မှာချီနေတဲ့စစ်ကောင်စီတရရင်တွေကရခိုင်လူမျိုးတွေအပါအဝင်နေတဲ့မိသားစုဝင်တွေကိုင်းဆောင်နေတဲ့ဖုံးတွေတိုက်စစ်ခံရတယ်လို့သိရတယ် ကျောက်ပြုတ်မျိုးနဲ့အခြေဆိုင်တပ်ရင်းတွေမှာနေထိုင်ကြတဲ့ရခိုင်လူမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကိုလည်းတည်င်းတွေမှာပေါက်ကြပါတယ်ဆိုပြီးတော့သူတို့ရဲ့လက်ကင်ဖုန်းတွေကိုစစ်ကောင်စီကအခုရပိုင်းအတွင်းသိမ်းဆည်းသွားတာဖြစ်တယ်လို့ကျောက်ပြုတ်ဒေသခံစစ်ကောင်စီမိသားစုဝင်တူကနီစတဲ့တည်င်းဌာနကိုပြောကြားထားတာဖြစ်ပါတယ်အရင်ကဆိုရင်ကိုဖုန်းနဲ့ကိုဆက်လို့ရသေးတယ်တပ်တွင်းလေးမှာအခုဆက်တွေ့မရတော့ဘူးအန်တီသမီးဆိုရင်အရင်တော့က ုံးမကြမကြဆက်တဲ့အခုပြောတန်တော်မကြရတော့ဘူးဖုံးနေတိုင်းစစ်ခံထားရတဲ့တတိကတည်င်းတွေအပြင်ကိုရောက်လို့သူတို့ထင်မြင်တဲ့အတိုက်ယူစားပြီးတော့ပိတ်ပင်လိုက်တာလို့ပြောပါတယ်အဲ့လိုမျိုးဟန်ဖုံးတွေကိုတိုင်းစစ်ခံထားရမှုကြောင့်စစ်ကောင်စီတိုင်းရင်းတွေထဲမှာချင်းနေတဲ့ရခိုင်ဒေသခံတွေဟာအဝေးရောက်မိသားစုတွေနဲ့ဆက်တွေ့မေဆိုရင်တတွင်းကနေရုံဖုံးနဲ့ပဲဆက်တွေ့ရတယ်လို့သူတို့နေဆက်သူတယောက်ကပြောဆိုထားတာဖြစ်ပါတယ်ဖုံးကိုတော့တိုင်းထားတယ်ဒါပေမဲ့ ဆက်ကျင်လေဆိုရင်ယုံဖုံနဲ့လာဆက်ဖို့အနိကစောင်းကြည့်တယ်လို့သူတို့ကပြောဆိုပါတယ်အခုလိုဖုံးနေတိုင်းစေတာနဲ့ပတ်သက်ပြီးတော့ CDM ဘူကြီးဇင်ရော်ကဖုံးသိမ်းနေဆိုတာကဒါကစစ်ကောင်စီရဲ့လုံးဝမယိုင်းတဲ့အစင်ပေါ့နော်ကျွန်တော်တို့ဆိုလေးကြုံဘူးတယ်စင်ကတဲ့အကုန်ဖြုံသိမ်းတာကျွန်တော်အရာရှိကိုယ်တိုင်ခံဖူးတယ်ပေါ့နော်ကျွန်တော်တို့မကြိုက်ပါဘူးဘာဖြစ်လို့လဲဆိုရင်ဒီစင်ကမတုံးတဲ့ဆိုရင်မတုံးဘူးပေါ့ဗျာ ဘာလို့တင်ရတာလဲကျွန်တော်တို့ပိုက်ဆံလဲကျွန်တော်တို့ဝေထတာလေအဲ့လိုမျိုးအနေအထားဒါပေမဲ့စစ်ဘူးချုပ်တွေကနိုင်ငံစီနေမဲ့သူတို့လုံးချင်းတလို့လုံးနေတဲ့အနေအထားမှာပဲရှိနေတယ်အဲ့လိုမျိုးပြောရမှဖြစ်ပါတယ်လို့ပြောဆိုထားခြင်းလည်းဖြစ်ပါတယ်ဆိုတော့ဒါကတတွင်ထေက ဖြစ်ပြနေတဲ့လူမျိုးရဲ့အသွင်ကို ဖြည်းဖြည်းချင်းနဲ့ဆောင်လာတဲ့တည်င်းဆောင်ပါပဲဖြစ်ပါတယ်ပထမဆုံးကလည်း ရခိုင်လူမျိုးဝန်ကြီးတွေကိုအစည်းအဝေးမခေါ်တော့ဘူးတိုးတိုးတိတ်တိတ်နဲ့စစ်ကောင်စီကအစည်းအဝေးလုပ်နေတယ်အခုလဲတပ်တွင်းတွေက ရခိုင်တွေကိုတီးတန်းပိတ်ပင်မှုတွေများလာပြီဆိုတော့ရခိုင်လူထုတရားအနေနဲ့မိမိတို့လူမျိုးအပေါ်မှာသစ္စာချီဖို့လိုအပ်လာပြီဆိုတာကိုခေါင်းထဲမှာတွေးထားဖို့လိုအပ်တယ်ပြီးတော့စပြောစရာရှိတဲ့တည်င်းတဲ့ဘုတ်ကပေးတစ်ခုမှာဒီပေးကိုကတော့အမြဲတမ်းတည်ထားဖို့ ဆင်ခြင်ဖို့ရခိုင်တမျိုးသားလုံးဆင်ခြင်ဖို့ကျွန်တော်အနေနဲ့အမြဲတမ်းပြောမှုတယ် post တွေလည်းတင်ထားမှုပါတယ်ဒီဟာကအာရကန်နာမည်ပါပဲမင်းဒီပေကဂလာကင်ထားတဲ့ဂလာလောလောခွင့်ပေပေဖြစ်ပါတယ် the arakan is brand new ဒီပေကိုရခိုင်လူမျိုးတွေအနေနဲ့အယံတတိထားဖို့လိုအပ်တယ်ဒါပေမဲ့ သူတို့တင်လာတဲ့ဆိုရင်ဒီပိသိမှာရိုရိုနဲ့တရိုတဲ့အကြောင်းကိုပဲတင်လာဖြစ်တဲ့အတွက်ပိုပြီးတတိထဆင်ခြင်စရာဖြစ်တဲ့အခုလေအာရာခတ်တတော် ULAAA ကိုအမြဲတမ်းတိုက်ခိုက်နေပါပြီတိုက်ခိုက်နေတယ်ဆိုတာကိုတောက်လျှောက်မယုံရင်ဒီပိသိမှာဝင်ပြီးတော့လေးလာကြည့်ကြပါဆိုတော့ကဒီနေ့တင်ထားတဲ့ဒီပိသိမှာတင်ထားတဲ့သတင်းဆောင်ပါတကူ ULAAA ကအတင်းအကျပ် PR ပေးနှင်ထုတ်ပြီးတော့ ဖေရှားရှင်းလင်းထားတဲ့ဘူးသီးတော်မျိုးနေတွေကသူတို့ကတော့ရိုဟင်ဂျာလို့တောင်းနေတော့ကျွန်တော်တို့ကတော့မတောင်းနိုင်ဘူးမွတ်စလင်ကြေးရော်တဲ့အတွင်းရခိုင်တွေကိုအလုံးအရင်နေရာရှာပစ်နေတယ်တဲ့အာရဟတ်တတော်ကနေရာရှာပစ်နေတယ်တဲ့သူတို့မွတ်စလင်ကြေးရော်တယ်မွတ်စလင်နေမြေတွေမှာပေါ့ဟာဒါလေးခန့်နေပါဘောလားစကားပြောရတာဆိုတော့ဆက်လာပြီးတော့ဖတ်ကြည့်ပါမယ် ULAA အရာဟတ်တတော်ကအတင်းအကျပ်ဖိအားပေးနှင်ထုတ်ပြီးတော့ဖေရှားရှင်းလင်းထားတဲ့ဘူးတိတော်မျိုးနေတွေကရိုတွေရဲ့ကြေးရော်တွေမှာရခိုင်တွေကိုအလုံးအရင်းနဲ့နေရာရှာထားပေးနေတယ်လို့သတင်းရရှိပါတယ်ဆိုပြီးတော့တင်ထားတဲ့သတင်းဆောင်ပါဖြစ်တယ်ဆိုတော့ကဒီပေးမှရင်းနေတဲ့စာမှုရှင်ကိုနည်းနည်းလောက်မေးပေးရစေဘာလို့လဲဆိုတော့ရခိုင်ဒေသမှာလက်ရှိ အာရဟတ်တတော်တင်စေထားတဲ့နေမြေတွေကစစ်ကောင်စီလက်ထက်မှာလည်းမဟုတ်တော့ဘူးဆိုတော့အာရဟတ်တတော်လက်ရှိမှာအုံရှုံနေတယ်ဒီအုံရှုံနေတဲ့အထက်မှာဘေတိုင်းမှာပဲဖြစ်ဖြစ်ဘေဒေသားမှာပဲဖြစ်ဖြစ်မိမိတို့ရဲ့ရခိုင်လူမျိုးကိုနေရာချပေးတာပြဿနာကြီးရလားစစ်ကောင်စီလက်ထက်တုန်းကအိုးမေးအိမ်မေးတွေကိုကျွေးနွားနေရထိုင်ခင်းပေးပြီးတော့အမှရော်တစ်တေတေခဲ့တာတွေရှိတယ်နော်ဒါကိုလေးတီးဖို့လိုအပ်တယ် ။ဆိုတော့ကအခု ဖြစ်ပြနေတာကအာရဟတ်တတ်တော်ကိုတဖန်ဆောင်နေကြီးရေးနေတဲ့စာမူရှင်ကဘယ်အတိုက်တာထိရေးမလဲ။တန်တွဲမျိုးနဲ့စင်ကောင်းကျေးရော်နဲ့ဒါဇင်နဲ့ချီတဲ့ရခိုင်မိသားစုတွေအပါအဝင်တန်တွဲမျိုးနဲ့ကနေရသေးတော်မျိုးနဲ့ထဲကိုအေအေရဲ့အစီအစဉ်နဲ့တကြံအပိမှဝင်ရောက်လာခဲ့တဲ့တန်တွဲမျိုးနဲ့အတွင်းကားရခိုင်တွေကိုရသေးတော်မျိုးနဲ့ဇေတီပြင်းစီပေးချောင်စခန်းမှာယာယီနေထိုင်စေပြီးနောက်ယခုဘူးတိတော်မောင်တော့ Chaberes ရိုကျေးရွာတွေမှာအေကအပိသက်နေရာခြားပေးနေတယ်လို့သိရပါတယ်ဟာသူတို့တိုက်ထုတ်ထားတဲ့နေရာမှာသူတို့ရခိုင်တွေကိုသူတို့ထားချင်တယ်လို့ထားမှာပေါ့ဟုတ်ပြီလားဆိုတော့ကငါတို့နေရာပါငါတို့နေရာပါဆိုပြီးမင်းတို့တွေကပြောရလောက်အောင်ဗါလဲဒဇိတုံထူထားသလားဒဇိတုံထူထားသလားဘယ်မှာလဲမြေဝီထားတဲ့စာချုပ်ဘယ်နေရာမှာလဲအိမ်လေးတစ်ဆောင်လေးမှာ မိသားစုအဲကျူး20လောက်ရှိတယ်လူမျိုးရေးတိုးပေါ်မှုဟာပဲစဉ်းစားပြီးတော့ပေါပန်းစေးလုံးနေတဲ့ကောင်းနေရောခန်းလေးကိုနှင်ထုတ်ထားတဲ့ကြေးရွာတွေမှာတန်လွေးနဲ့ရသေးတော်ဖက်ကရခိုင်မိသားစု135စုကိုအေကနေရာချပေးနေပါတယ်အမည်မဖော်လိုသူရိုတူကအေအီအန်တည်င်းဌာနကိုပြောဆိုတာဖြစ်ပါတယ်ဟာလုံးပြန်ပြီအမည်မဖော်နိုင်ရင်ဘာလို့ရေးနေသေးတော့ဟုတ်ပြီလားဆိုတော့က သူတို့ပိုင်ဆိုင်နေနေမှာသူတို့ပြေးချင်နေလူပြေးမှာပေါ့ဥပမာပေါ့ကွာငါအိမ်တဆောင်ဝေထားတယ်ငါသားကိုပြေးချင်ပြေးမယ်သမီးကိုပြေးချင်ပြေးမယ်ငါဆွေမျိုးမိတ်ဆွေဟာပြေးချင်ပြေးမယ်ဒါငါသဘောလေငါသဘောဆန္ဒလေအခုလေဒီတိုင်းပဲပေါ့ဒါအိမ်နန်းနိုင်ချင်ပြီးတော့ပြောတာဆက်လာပြီးတော့ရခိုင်မိသားစု80ကိုပြီးခဲ့တဲ့ရတတပတ်အတွင်းကအပိသက်နေရာရှာပေးခဲ့တာဖြစ်ပါတယ်ဘူးဒီတော့မျိုးနေထဲမှာလေဖေချာရှင်းလင်းခံရတဲ့ရွာတွေမှာ ရခိုင်နေနေရာရှာထားပေးပြီးသုံးလားအတွင်အပီးလုံးကင်ဖို့အေကစီစဉ်နေတယ်လို့ပြောဆိုထားပါတယ်ဆိုတော့ကအကုသို့များလွန်းနေဒီတည်င်းဆောင်မကိုဖတ်ရတာလေဆိုတော့ပြောတာများလာရင်မိမိရဲ့စိတ်ထဲမှာဒွိဟာဖြစ်စရာတွေဒေါသတွေမာနတွေပါလာမယ်ဒီတော့ Facebook ကလည်းဒီလိုအချင်းအရာတွေကိုလုံးဝမကြိုက်ဘူးဒီတော့ community မိလာမယ်မိလာရင်မိမိရဲ့ ြောဆိုနေတဲ့သတင်းဆောင်မတွေအမြင်မပြောင်းတော့ဘူးဒါကြောင့်မို့ကျွန်တော်အနေနဲ့အချင်းချုပ်လေးနဲ့ပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ဘူးသီတော်မျိုးနယ်ကိုအေကတိမ့်ပိုက်ထားပြီးတဲ့နောက်မှာကျေရော်ပေါင်း30ကျော်ကိုအတင်းအကျပ်ဖိအားပေးနေထုတ်ပြီးတော့ဖေရှားရှင်းလင်းထားပြီး AEN သတင်းကကောင်းယူရရှိထားတဲ့အခြားလက်တွေလို့သိရပါတယ် AEN ဆိုတာ Arcan Express News ဆိုပြီးတော့ပြောထားတာเนาะသူတို့ရဲ့ပင်းနာမည် AEN โอเค ီတော့ရခိုင်မိသားစုရခိုင်မိဖပြည်သူများအနေနဲ့ကလည်းအလွန်ကိုသတိထားဖို့လိုအပ်တယ်ကျွန်တော်တို့မှာယံကတယံနဲ့မဟုတ်ဘူးကာကြီးယံတယံနဲ့ဘာလရှိုက်ယံတယံဒီတော့ကာကြီးယံကမိမိတို့အနေနဲ့ပညာဉာဏ်နဲ့တွားရဖို့လိုသလိုဘာလရှိုက်ယံကိုလည်းကျွန်တော်တို့အပိတိုင်မြန်မြန်ဆန်ဆန်မောင်းထုတ်နိုင်ဖို့ကအဓိကလိုအပ်တဲ့အတွက်တတိဝိရိယလူမျိုးရေး အမုံမပွားအောင်ဘာသာရေးအတီးဒုက္ခမဖြစ်အောင်ကျွန်တော်တို့အနေနဲ့ဆင်ခြင်ပြီးတော့ဆင်ခြင်သုံးသပ်ဖို့လိုအပ်ပါတယ်အခုဖြစ်နေတဲ့အရာကရခိုင်ပြည်ကြီးဟာအရာခတ်တတော်ကတိမ့်ဆေးထားတာမြုံများစွာရှိတဲ့မှန်ပေမဲ့ဓာတ်တော်ပေါ်မှာရန်နေတယ်လို့ပဲဒီဖတ်တဆောင်နေဒီဖတ်တဆောင်နေဘလို့ပဲနင်းနင်းချီးလွေချားလွေတွေပြဿနာတွေကိုကျွန်တော်တို့စင်စင်ချင်းချင်းနဲ့ကင်တွေ့ဖို့လိုအပ်တယ်